အားလုံးပဲမင်္ဂလာပါနော်အဲ့တော့ပထမဆုံးဒီအကြောင်းအရာလေးကိုမတွားခင်မှာကျွန်မကိုကျွန်မအရင်ဆုံးမိတ်ဆက်ပါမယ်နော်အဲ့တော့2000ကျွန်မက2019မှာမန္တလေးဒုနာပြူတက္ကသိုလ်ကနေဖွေရပါတယ်အဖွေရပြီးတော့2020မှာတော့ရန်ကုန်မှာ Nazin Scholarship Program ဆိုပြီးတော့ဂျပန်ကနေအာလုပ်တယ်ဆိုပြီးတော့အဲ့ဒီအဖွေထင်းမှာအော် အဲ့ဒီအဖွဲ့ထင်းမှာတနစ်တနစ်ကိုနှစ်ကြိမ်ခေါ်တဲ့ဟာပေါ့နော်အဲ့မှာကိုကအဲဒုတိယမြောက်နှစ်မှာဝင်လိုက်တယ်နော်အမဂျပန်စာကိုနှစ်နှစ်စာပြန်သင်ယူတယ်ပြီးရင်2022မှာတော့ဂျပန်ဂျပန်ကိုစာရောက်ပါပြီဒါဂျပန်စာရောက်ပြီးတော့သူနာပြူကျောင်းတက်တယ်ပေါ့နော်သူနာပြူကျောင်းကတော့ပထမနှစ်ကတော့ဒီမြန်မာနိုင်ငံကိုဗစ်ကိုဗစ်တင်တဲ့တိုက်နေလို့မြန်မာနိုင်ငံကမြန်မာနိုင်ငံမှာပဲအဲပထမနှစ်ကတင်လိုက်တယ်အဲ့တော့ဒုတိယနှစ်မှာဂျပန်စာရောက်တယ်ပေါ့နော်အဲ့တော့ 2023မှာဆိုရင်တက်ရရှိနေပြီးတော့အမအခုအမျိုးသားနဲ့အကြောင်းပါပြီးတော့အာလက်ထပ်ဖြစ်တယ်ဗောနော်အိမ်ထောင်ကြောက်သွားတယ်ပြီးရင်အဲအကြောင်းကတော့အာဆက်မလိုက်နိုင်တော့ဆက်မလိုက်နိုင်တော့အကြောင်းမို့အကြောင်းတစ်နှစ်နားလိုက်တယ်เนาะအဲ့ဒါပြီးတော့2024မှာဆိုရင်အမောင်မင်းကလေးကိုအခုဒီ you are in no ဆိုပြီးတော့ဒီအမောင်မင်းကလေးနှစ်ယောက်ကိုမွေးတယ်အဲ ဒီဂျပန်မှာရှိနေတဲ့ကိုယူထားတဲ့လက်မှတ်တယောက်ဒီခိုင်ကောတခုတေကီနိုဆိုတဲ့မြန်မာနဲ့ဂျပန်ဒီလက်မှတ်နှစ်ခုရယ်ပြီးရင် N1T လည်းအောင်ထားပြီးပြီးပြီပေါ့နော် N1 လက်မှတ်ရယ်ဖြစ်လို့ရှိရင်အခုအမ်2025မှာတော့2025လေးလပိုင်းမှာတော့ဒီသနပြုကောလိနောက်ဆုံးနှစ်ကိုပြန်တက်ဖို့လုပ်နေပါတယ်အဲ့တော့အကြောင်းအရာကိုပြန်သွားလိုက်အောင်เนาะအဲ့တော့ကိုဝင်ဆောင်အစင်မှာတွေးစစ်ခြင်းပေါ့နော်အဲ့ဒါအဲ့ဒါကတော့อืม ဒီဂျပန်မှာရှိတဲ့အဲသူပဲဖြစ်ဖြစ်မြန်မာနိုင်ငံကမိခင်နေပဲဖြစ်ဖြစ်အဲတိထားတိထားရမယ်ပေါ့နော်တိထားလို့လည်းမဆုံးရှုံးဘူးပေါ့နော်အဲ့ဒါကြောင့်မို့ဒါလေးအဲတင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်အဲ့တော့နောက်ပတ်အဲတင်းနေနေပေါ့နော်တိအဲ့ဒါကတော့တွေးအမျိုးအစားနော်တွေးအမျိုးအစားတွေအဲသူ့မှာတွေးအမျိုးအစားရှိတယ်ပြင် RH က positive negative အဲ့ဒါတွေမျိုးလို့တွေလည်းရှိတယ်အဲ့ဒါကိုစစ်ရတယ်ပေါ့နော်တွေးယူပြီးတော့နော်အဲ့တော့တွေးစစ်တာ ဲ့ဒါဘာလို့စစ်လဲဆိုတော့အာအရေးပေါ်အခြေအနေအတွက် တွေးတွန်းသွေးတွေသွင်းဖို့ပေါ့နော်ကိုကအာရိုးရိုးပဲမွေးတာပဲဖြစ်ဖြစ်ခွဲပြီးမွေးတာပဲဖြစ်ဖြစ်အာအာသွေးသွန်တာအများအရန်များလို့ရှိရင်မိခင်အတွက်အနေရဖြစ်တယ်အဲ့ဒါကြောင့်မို့ချက်ချင်းတကယ်လို့သွေးလို့ရယ်ဆိုရင်ချက်ချင်းချက်ချင်းတွေးနိုင်တွေးနိုင်အောင်လို့ဆိုပြီးတော့အဲနံပါတ်1နဲ့2ကိုစစ်တယ်ပေါ့နော်အဲ့တော့နံပါတ်3အနေနဲ့ကတော့တွေးအနေလားနော် တွေးအားနေလားဆိုတဲ့ဟာစစ်တယ်ကျမတို့ကလည်းအဲမျိုးဟင်းခစ်စစ်ဖြစ်တာပေါ့နော်အဲဒီတွေးအားနေတာကြောင့်ပေါ့သူတို့ကအာဒီလိုမျိုးနော်ဘာဖြစ်လို့အာဒီတွေးအားနေလဲမနေလဲဆိုတဲ့ဟာစစ်လဲဆိုတော့တွေးအားနေလို့ရှိရင်ကလေးဖွံ့ဖြိုးမှုမှာနောက်ဆက်ဖြစ်မယ်ပြီးလို့ပြီးလို့ရှိရင်တွေးတန်ခြင်းဖြစ်နိုင်ကြရဲ့လေများတယ်ပေါ့နော်အဲ့တော့ကလေးအဲ့လိုမျိုးအဲစစ်လိုက်လို့ရှိမှစစ်လိုက်လို့မှတွေးအားနေနေရဆိုရင်တို့ကအာဆေးတွေပါတွေပြန်ပေးမယ်ပေါ့နော်အဲ့ဒါအတွက်ကြောင့်မို့စစ်ပါတယ်အဲ့တော့နံပါတ်၄ကတော့ ဒီ hepatitis B ပေါ့နော်ဒီ hepatitis B virus ရှိလားမရှိလားစစ်တယ်အဲ့တော့ B ပိုးရှိမရှိစစ်တယ်အဲ့တော့တကယ်လို့ရှိတယ်ဆိုရင် um အဲ့တော့အဲ့တစ်ဖြစ်တယ်အဲ့လိုမျိုးဆိုရင်ကလေးကိုကူးနိုင်တာကြောင့်မို့ပေါ့နော်အဲ့တော့ပြင်ဆင်ဆရာရှိတာပြင်ဆင်လို့ရအောင်ဆိုပြီးတော့အဲ့လိုမျိုး hepatitis B လည်းစစ်တယ်အဲ့တော့နံပါတ်5ကတော့ကာလာတာယောဂ syphilis bite တို့ခုနော်အဲ့တော့ဒီ syphilis က အဲကာလာတာယောဂာတအင်ကိုဖြတ်ပြီးတော့ကလေးစီကူးနိုင်တယ်အဲ့တော့ကူးလို့ရှိရင်အပိုးရှင်အပိုးရှင်ဖြစ်နိုင်တာရေပြီးလို့ရှိရင် ကလေးမွေးလာလို့ရှိရင်အာဒီဒီဆစ်ဖလစ်ကတော့ဟိုပါလေလင်းအာကာတစင်ကူးတဲ့ဟာဆိုပေမဲ့ဒီအမေကအဲယောဂာရှိနေတယ်ဆိုရင်ကလေးမှလည်းအေးမွေးရပါယောဂာဖြစ်နိုင်တယ်နော်အဲအကြောင်းမို့ကြိုတင်ပြင်ဆင်လို့ရအောင်ဆိုပြီးတော့စစ်တယ်အဲ့တော့နံပါတ်6အနေနဲ့ကြတော့ hepatitis c virus နော် hcv ဆိုတဲ့ဟာစီပိုးပေါ့နော် အသိအောင်အတော်ဝစီပိုးရှိမှရှိစစ်တာအဲအဲ့တိုင်းပဲဒါလည်းအဲတို့ရှိတယ်ဆိုရင်ကြိုတင်ပြင်ဆင်လို့ရအောင်နော်အဲ့တော့နံပါတ်9အနေနဲ့တော့ဒါကြတော့အာစစ်အာတွေးပေါ့နော်စစ်ချင်တဲ့သူကိုမှစစ်ပေးရအာဒါလေးစစ်စစ်စစ်စင်စစ်ချင်တဲ့ဆိုတဲ့သူကိုမှစစ်ပေးတာဒါကြတော့ဘာလဲဆိုရင်အေးကိုဝင်ဆောင်ချိန်မှာတအိမ်ကိုဖြတ်ပြီးတော့ကလေးစီကူလို့ရှိရင်ကလေးပြကြတာမွေးဖွားပြီးရင်ဒီယောဂကပ်ပတ်လာတာမျိုးဖြစ်တယ်။အာ ဒါတော့ဘယ်လိုမျိုးလဲဆိုတော့အိမ်အိမ်မွေးခွေးတွေအကြောင်းတွေအဲအဲ့လိုမျိုးပေါ့နော် red လေးဟိုကကြွကြွအဲ့မျိုးအိမ်မွေးတွေးဆန်ကြားအဲ့အာကြားတော့အိမ်မွေးတွေးဆန်မဟုတ်ဘူးဒါပေမဲ့အဲ့မျိုး type အဲ့လိုမျိုး type ထဲကနေကူးတယ်ပေါ့နော်အဲ့တော့ number 8အနေနဲ့အာခက်စတိုခက်တိုးကြီးပေါ့နော်အဲခက်တိုးကြီးကတော့တွေးသွင်းတကြားတက်အာတွေးသွင်းတကြားတက်ကအဲ့မျိုးမိခင်မှာတွေးတိုးရှိရှိမရှိပေါ့နော်အာတွေးတိုးအာတွေးတိုးမဟုတ်ဘူးစီဂျိုစီဂျိုစီဂျို စီချိုရှိမရှိအဲစီချိုများလို့ရှိရင်ကလေးကကြီးပြီးမွေးလာတာလीเนาะအဲ့လိုမျိုးကိုတိုင်းအဲ့လိုမျိုးမွေးတဲ့အားကြောင့်မို့အဲ့အတွက်လဲစစ်ပါတယ်နံပါတ်6အနေနဲ့ကတော့အာနော်အာ HIV ပိုးရှိမရှိ HIV ပိုးဗိုင်းရပ်ရှိမရှိอืมဒါတို့တို့ကြတော့ဒီမျိုးခွဲစိတ်တယ်မွေးတယ်ဆိုရင်အာဆရာဆက်ဝင်ဘက်ကလည်းဒီလိုမျိုး HIV ပိုးရှိတဲ့တူနဲ့မရှိတဲ့တူနာတူနာဆိုပြီးတော့တို့ကခွဲခြားပြီးတော့အဲတို့ရဲ့အာ equipment တွေပေါ့နော်ဒီခွဲစိတ်ခွဲစိတ်တုံးကုရိယာတွေကလည်းတို့ရတယ်ပိုတက်ပိုတက်တာမတက်တာအဲ့လိုမျိုးအဲအင်းယောဂရှိရတူအတွက်သုံးတဲ့ဟာအဲ့လိုမျိုးတက်တက်ရှိရလေနော်ကိုယောဂရှိရတူဟိုသုံးပြီးတော့ဟာကိုမရှိရတူကိုသုံးလို့ရှင်လဲဒါလည်း risk အရင်များတယ်နော်အဲ့ဒါကြောင့်မို့ဒါကြောင့်ဆက်စမရဘက်ကလည်းပြင်ဆင်လို့ရအောင်ဒီလိုမျိုးစစ်တယ်နော်မွေးခမ်းတွေမှလीဘယ်လိုမျိုးအခမ်းတွေတက်တက်ရှိရအဲ့လိုမျိုးပေါ့နော်အဲ့ဒါနံပါတ်30ကတော့ ဟေတီယာဆိုတဲ့ဟာအတက်တီဆဲလီကူမီယာဒါကြောင့်တော့တို့အဲကိုခံအားကိုခံအားကိုတိုက်ထုတ်တဲ့အချိန်မှာအမျိုးမျိုးရှိတယ်ကွအဲ့ဒီအချိန်မှာမှတီတီဆိုင်ဖို့ဆိုတဲ့ဟာကနည်းနည်းအထက်ပေါ့နော် तू အမိန်ပေးရတာအဲ့တော့သွေးဖြူဥတွေကို तू ကအမိန်ပေးတဲ့အခါမှာအာပြောရမယ်ဆိုရင်အာချစားနေတယ်အထက်လူကြီးပေါ့နော် तू ကိုတိုင်း तू ကိုတိုင်းက तू ကအတွင်ပြောင်းသွားတဲ့ခါကျတော့ तू အဲ तू ကကိုယ့်ရဲ့အာခနာကိုမှရှိတဲ့ အာတွေးဖြူအချင်းချင်းကိုတိုက်တာအဲ့လိုမျိုးချစားနေပြီးတော့အဲတို့အသွင်ပြောင်းသွားတာပေါ့ကွယ်အဲ့လိုမျိုးเนาะအဲ့ဒါကြောင့်မို့ဒါလေးရှိမရှိစစ်တယ်เนาะအဲအဲယောဂ ATL ယောဂရှိနေလားမရှိဘူးလားပေါ့เนาะအဲ့ဒါအမေကတကယ်လို့အဲ့ယောဂရှိနေတယ်ဆိုရင် အဲ့ဒါလေးရှိနေရဆိုရင်ဘောနောသားသမီးကိုအဲ노မတိုက်ချင်းဖြင့်ကာကွယ်နိုင်တယ်ဒါဒါရီပူဒါရီတီးရအောင်ဘောနောဒါမျိုးချိုးတင်ကာကွယ်လို့ရအောင်ဆိုပြီးတော့သူကစစ်ပေးရဘောနောအဲ့တော့နံပါတ်7ကရူဘဲလာရူဘဲလာကျတော့ဖူရှင်ဘောနောဖူရှင်အာကအဲဂျိုက်တိုယောဂအဲ့ဒါရှိမရှိအဲ့ဒါကအာယောဂရှိယောဂရှိရဆိုရင်အဲ့အဖျားတက်တာခြေစစ်လက်စစ်တွေနာတာအဲ့လိုမျိုးဖြစ်တယ်ဘောနောအဲ့ဒါပြလို့ရှိရင်အဲ့ဒါကို သူကကလေးကိုကူးတတ်တယ်အဲ့ဒါကြောင့်မို့အာကလေးကိုကူးလို့ရှိရင် ကလေးကနားမကြတာနားနားမကြတာဖြစ်တဲ့ပြောလို့ရှိရင်မွေးရပါနှလုံးမကောင်းတာတွေလည်းဖြစ်နိုင်တယ်နှလုံးမှာအပေါက်အာကွာနှလုံးဘေးအခန်းညာအခန်းဆိုပြီးရွှေ့ရလေအဲ့ဒါကိုမှသူကအာသူ့ရဲ့ငိုငိုပုံမှန်အတိုင်းဆိုရင်အပေါက်ကအာအပေါက်က ရှိတယ်ကွဒါပေမဲ့အဲ့ဒီဂျားထဲမှာဂျားထဲမှာကပိတ်နေရမယ်ဒါပေမဲ့အဲ့ဒီပိတ်နေရမယ်နေရာမှာသူကအပေါက်ဖြစ်နေရမျိုးတော့မဟုတ်နော်အဲ့လိုမျိုးတွေဖြစ်နိုင်တယ်တဲ့အဲ့တော့နံပါတ်အဲစနစ်ကတော့ဒီဟာကျတော့အဲကလမ်ကလမ်မိုက်ဂျီယာပေါ့နော်ကလမ်ဂျီယာဒါကျတော့ဒါလည်းအာဒါလည်းသူကဟိုလိုမျိုးအာ STD ပေါ့နော် STD ကဘာလဲဆိုရင်လိင်ကနေတဆင်အဲကူတဲ့ယောဂအဲသူကျတော့ အဲ့ဒီယောဂါရှိလို့ရှိရင်ကလေးမွေးလမ်းကြောင်းကနေကလေးကိုကူးနိုင်တာမို့လို့ပေါ့နော်အာအဲ့ဒါကြောင့်မို့ဒါတွေကိုစစ်ပါတယ်ပေါ့နော်အဲ့တော့ဒါတွေတိထားတယ်ဆိုရင်အဲကိုကကိုဆရာဝန်တွေကဒါလေးက negative ဒါလေးက positive ဆိုပြီးတော့ပြောပြောလာလို့ရှင်ကိုလည်းပို့ပြီးရင်ခုန်လို့ရတယ်ပြီးလို့ရှင်တကော negative ဖြစ်ဖြစ်အဲ positive ဖြစ်တယ်ဆိုရင်ပေါ့နော် positive ဆိုတာရှိတယ်ကိုပြောတာလေအဲ့ဒီဟာမရှိတဲ့နေဟာရှိတယ်ရှိတဲ့နေဟာမရှိဘူးအဲ့လိုမျိုးဆိုရင်ကိုကိုအနေနဲ့ကလည်း တည်ထားဖို့လိုတယ်ပေါ့နော်ကြိုးကြိုးပြီးပြင်ဆင်လို့ရအောင်ဆရာဆရာမတို့ဘက်ကလည်းပြင်ဆင်စရာရှိရှိရပြင်ဆင်မယ်ပြင်ကိုဘက်ကလည်းอืมပြင်ဆင်စရာရှိတာပြင်ဆင်မယ်အဲ့ဒီအတွက်ပေါ့เนาะအဲ့တော့အာနောက်ဗီဒီယိုမှာဆိုရင်တော့อืมကိုယ်ဆောင်မိခင်ဒီကိုယ်ဆောင်မိခင်ဒီမှာ အာအလေးချိန်တိုးလာတဲ့အကြောင်း BMI တွက်နည်းလေးတွေအဲ့ဒါလေးတွေကိုပြန်ပြီးပြောပြပေးမယ်နော်အဲ့တော့ဒါလေးရောကိုယ့်ရဲ့ပထမဆုံးဗီဒီယိုလေးပဲဖြစ်ပါတယ်อืมတစ်တက်ပို့ပြီးတော့နော်อืม PowerPoint နဲ့လည်းအာလုပ်ဖို့အစီအစဉ်ရှိပါတယ်အဲ့တော့ subscribe link နဲ့အားပေးတော့ပါအောင်လို့ Thank you very much